တီတကူဆရာတော်ကြဆုံးခြင်းကတဲ့နှွေဦးတော်လန်ရေးအောင်မြင်ခြင်းပဲတဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒါတူတဒါကုတ်တွေကိုတစားပြနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြီးကိုတောင်းဆိုချင်ပါတယ်ဘလို့မှဆက်ဆက်လို့မရတဲ့အရာတစ်ခုနှွေဦးတော်လန်ရေးတီတကူဆရာတော် တော့ဆရာတော်ကြီးကြာဆုံးခြင်းဟာတဲ့သူတို့တော်လန်ကြီးအောင်မြင်မှုတဲ့ကျွန်တော်နားလည်ထားတာလူယုတော်လန်ကြီးအောင်မြင်ဖို့ဆိုတာကကြတော့เนาะအများပြည်သူလူလူယုံကြည်ကိုးစားမှုเนาะတတ်မတော်အပေါ်မှာအနိုင်ရရှိမှုလို့ထင်တာဘယ်နဲ့ तू ကအသက်86နှစ်ရွယ်ဆရာတော်ကြီးကြာဆုံးတာသူတို့အောင်မြင်မှုဆိုတော့အရရက်ကနေပြီးတော့ကြားလို့မှမတော်เนาะဒီလိုအသက်86နှစ်လောက်ရှိတဲ့ ဆရာတော်ကြီးကြာဆုံးခြင်းကိုဘာဖြစ်လို့သွေးယူသွေးတန်းခွေးယူတွေလိုမျိုးအမဲယူတောင်းတယ်လို့ဘာဖြစ်လို့အလိုရှိနေကြတာလဲဆိုတော့ဒီကုဆရာတော်ကြီးရဲ့မြန်မာနိုင်ငံမှာအဘိဓဇမဟာရတာကုလို့ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒါအသက်80ကျော်ပြီးတော့ထေကြီးဝါကြီးတို့ပြီးတဲ့ဘွဲ့ ဲ့လိုပွဲရတဲ့သူကလက်ချိုးရည်လိုရတယ်အပိတဇမဟာရတာဂူရူရတဲ့ပွဲဆိုတာပြောမယ်ဆိုရင်တိုင်းပြည်ရဲ့ဆရာပေါ့ရာဇာဂူရူပေါ့နော်တိုင်းပြည်ရဲ့ဆရာမင်းရဲ့ဆရာမဟုတ်ဘူးနော်မဟာရတာဂူရူဆိုတိုင်းပြည်ရဲ့ဆရာဖြစ်တယ်ဖြစ်ပြီးသားဖြစ်အောင်ကြိုးစားကြရလည်းမလိုဆရာရိနေတာအဲ့တော့တီတကူဆရာတော်ကြီးမှုလို့နော်လက်ရှိတက်မတော်နဲ့တက်မတော်ခေါင်းဆောင်နေနဲ့အစဉ်ပြေလို့တိုက်ခိုက်တယ်လို့သူတို့ကပြောတယ်ဆိုပေမဲ့ကျွန်တော်မေးချင်တယ်မိုင်းဖုံးဆရာတော်ကလွတ်လာ အဲ့ဘက်ကလူတွေတိုက်ခိုက်တာမိုင်းဖုံးဆရာတော်ဆိုလဲတိုက်ခိုက်ကြတာပဲတတိယဆရာတော်မှမဟုတ်ဘူးမိုင်းဖုံးဆရာတော်လည်းတိုက်ခိုက်တာပဲပါချုပ်ဆရာတော်လည်းတိုက်ခိုက်တာပဲဆရာတော်အရှင်စေကိန်းကလည်းတိုက်ခိုက်တာပဲသူတို့ကနာမည်ကြီးထေကြီးဝါကြီးတန်ခါမှန်သမျှကိုတိုက်ခိုက်တာနိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ဆိုတဲ့တန်ခါဂိုင်းကိုဂိုင်း ခိုင်းချုပ်ဆရာတော်ကြီးတို့လည်းစော်ကားတာပဲပြောမှဆိုလို့ရှိရင်စစ်ကောင်စီရဲ့လက်ပါစီတွေဆိုပြီးတော့အတုံးနှုံးနေပေါ့အဲ့လိုမျိုးတုံးတာမျိုးတွေရှိတယ်ဆိုတော့မြန်မာနိုင်ငံမှာထေကြီးဝါကြီးမှန်သမျှကိုဖြိုနေတာပါတကယ်တော့မြန်မာနိုင်ငံမှာရှိတဲ့တန်ခါအဲ့တန်ခါတွေကိုဥဆောင်တဲ့တန်ခါတွေကိုအတေးပြက်အောင်အတေးညှိုးနှွမ်းအောင်အမျိုးမျိုးလုပ်တယ်ဆိုတာက စစ်တပ်ကိုကြာဆုံးအောင်လုပ်မယ်ဆိုတဲ့စကားလုံးတစ်လုံးထက်တော့ပိုတယ်ဆိုတော့ဗုဒ္ဓဘာသာဝင်သူတော်ကောင်အပေါင်းတို့နားလည်စေခြင်းနဲ့ဗုဒ္ဓဘာသာဆိုတာထက်ထေရဝါဒဗုဒ္ဓသာသနာမြန်မာနိုင်ငံဟာထွန်းလင်းတဲ့နိုင်ငံဖြစ်တယ်။အဲဒီထေရဝါဒဗုဒ္ဓသာသနာကိုဥဆောင်တဲ့ဆရာတော်တွေကဒီလိုဆရာတော်ရှိမယ်။တကယ်လို့ဆွမ်းဆန်းတက်မှာလုပ်ခဲ့တာ။သူတို့လုပ်ခဲ့တယ်ဆိုတာအခုဗိုလ်ချုပ်မင်းအောင်လှိုင်လက်ထက်မှာလုပ်လုပ်ခဲ့တာမဟုတ်ဘူးနော်။ ဟိုဟိုရှေးအစဉ်ဆက်ဟိုဦးနေဝင်းခေတ်ကနေပြီးခေတ်အဆက်ဆက်ကိုမြန်မာနိုင်ငံကောင်းကျိုးဆောင်ရွက်ခဲ့တာအခုဝေဖန်နေတဲ့သူတွေမြန်မာနိုင်ငံကောင်းကျိုးဘာတခုဆောင်ရွက်ခဲ့လဲအခုမြန်မာနောက်ဆွေဝင်းအောင်မြန်မာနိုင်ငံကောင်းကျိုးအတွက်ကိုဘာများဆောင်ရွက်ပေးခဲ့ဘူးလဲမီဒီယာသမားသူ့အသက်မိုးဝင်းကြောင်းအတွက်ကိုမီဒီယာသမားကနေပြီးပေါ်ပြတယ်ဆိုတာဒါသူ့အလုပ်လေသူထမင်းစားဖို့သူရှာစားဖို့သူလုပ်နေတာအမှန်တရားဘက်ကယက်တည်တယ်အမှန်တရားဘက်ကယက်တည်တယ်ဟုတ်ပြီဗုဒ္ဓဘာသာကြောင်းဘယ်လောက်တည်လဲအခု ဗုဒ္ဓဘာသာကိုဆွန့်လွတ်တယ်ဘာညာကြီးกว่าဆိုပြီးပြောနေကြတဲ့လူရှိတယ်ဗုဒ္ဓဘာသာဆွန့်လွတ်တယ်ဆိုတဲ့မင်းသမီးတွေရှိတယ်เนาะမင်းသားတွေရှင်နာမည်ကျော်တွေဗုဒ္ဓဘာသာဆွန့်လွတ်တယ်ဟုတ်ပြီကိုစီမှာရှိတဲ့အရာဘလောက်တန်ဖိုးရှိလဲဆိုတာကိုနားမလည်ပဲနဲ့ကိုကိုးကွယ်တဲ့ဗုဒ္ဓဘာသာရဲ့အကြောင်းတော့ချက်ချင်းမင်းမြင်မသိပဲနဲ့ကိုအိမ်ပင်သားလေးမှာရှိတဲ့သွေးတော်မဆသွေးမတော်သားမဆက်ကိုတွားပြီးတော့အမေတော်ခြင်းနဲ့ဆိုလို့ရှိရင်တော်ကြပေါ့เนาะ အမေကျော်တွေးတော့လမ်းနာထက်ကိုပို့ဆိုးသွားပြီကိုအိမ်ဘေးနားမှာရှိတဲ့သွေးမတော်သားမဆက်အတော်ကြီးတယောက်ကိုအမေတော်ချင်တယ်ဆိုတော့တော်ဖို့ကိုသွေးရင်တိုင်းကိုအမေအကြောင်းတော့နားမလဲပဲနဲ့ဘေးနားလေးမှာရှိတဲ့တိမ်ကျော်မှာရှိတဲ့အတော်ကြီးကိုအမေတော်ချင်ဆိုတော့တော်ကြပေါ့အဲ့တော့ဒီတကူဆရာတော်ကြာဆုံးခြင်းဟာဗုဒ္ဓသာသနာရဲ့ကြာဆုံးခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သာသနာတော်ဆိုတာကဒီမထေရီကြီးကဥဆောင်နေတဲ့ထေရဝါဒဆိုတာနာမည်မှာပြန်ကြည့်ထေရဝါဒ ထေမထေအစင်ဆက်ကနေမစင်ကန်းလာတဲ့သာသနာမျိုးလို့ထေရဝါဒလို့ခေါ်တာအဒီမထေကြီးတွေကိုအချင်းညိုကင်းမဲ့အောင်အယုဒေကင်းမဲ့အောင် လုပ်လိုက်တာဆိုတာပရိယတ်တိသာသနာတော်ကိုဖျက်ဆီးတာပရိယတ်တိသာသနာတော်ဖျက်ဆီးရဆိုလို့ရှိရင်ပရိပတ်တိရောပရိဝေဒါရောဆိုတော့ရှိလာမှာမဟုတ်တော့အဲ့တော့တတ္တမသုံးဖက်သာသနာမကြီးကကွယ်ပြောက်เสียအကြောင်းရှိတယ်အဲ့တော့ဒီလိုထေကြီးဝါကြီးတွေကိုဘာလို့ပြတ်မှတ်ထားနေတာလဲစဉ်းစားเสียရှိတယ် ဘာလို့ထေကြီးဝါကြီးတွေကိုပြစ်မှတ်ထားနေရလဲဒီမထေကြီးတွေဘာလို့ပြစ်မှတ်ထားနေရလဲကျွန်တော်ထင်ထားတာတကောနိုင်ငံရေးဆိုတာတကောပိုးတဲ့အကြောင်းတရားတွေရှိတယ်အဲ့ဒါတွေကဘာလဲဆိုရင်2000အာစနစ်ကနေစခဲ့တယ်ကျွန်တော်တို့လူမျိုးရေးပြိပက္ခတွေဘာသာရေးပြိပက္ခတွေမှာအရာအားကောင်းခဲ့တယ်တန်ဃာဒုတန်ဃာဒုကတအားအားကောင်းခဲ့တန်ဃာနဲ့အစိုးရအစိုးရနဲ့တန်ဃာအရန်ကိုအားကောင်းခဲ့တယ်အဲ့လိုအချိန်မျိုးမှာမြန်မာနိုင်ငံရဲ့လူလူစုကလည်းအမျိုးသားရေးတွေတက်ကြွခဲ့တယ်အဲ့ဒီအချိန်မှာသူတို့က ဒီဘင်္ဂလီနဲ့ပတ်သက်ပြီးတော့သူကနာစီရရှိခဲ့ကြတယ်ဒီ international ရော internally ရောအတွင်းမှာအပြင်မှာဘင်္ဂလီနဲ့ပတ်သက်ပြီးဒီ CRA ကိုသူကနာခဲ့ကြတာပေါ့ညှိုးတာပေါ့နော်ကျနာခဲတယ်ဆိုတဲ့ပုံစံလေးပေါ့ဒီဘင်္ဂလီကိစ္စနဲ့ပတ်သက်ပြီးတော့ရှေ့ဆုံးအထွက်တာတော့ CRA ဒီဥဝေးစိတ်တာပေါ့နော်မစွိမ့် CRA ပေါ့နော်ကဘာကျော် CRA ကနေပြီးတော့အရင်ဆုံးရှေ့ရထွက်တဲ့အခါကျတော့ဆရာတော်ရန်ဟင်းလီကိုဆဲခဲ့တယ်ရန်ဟင်းလီကိုဆဲခဲ့တယ်ဆိုတော့ရန်ဟင်းလီကမြန်မာနိုင်ငံသားတွေရဲ့အကျိုးရုံးရောအောင် မြန်မာနိုင်ငံဘက်ကမြန်မာနိုင်ငံကိုထိုးချနေတဲ့အတွက်ကြောင့်မလို့ဘင်္ဂလီဘက်ကနေပြီးတော့သူကပြောမှဆိုရှေ့နေလိုက်ပေးနေတဲ့အတွက်ကြောင့်မလို့ဆဲတာအဲ့တော့ဆဲတာဆိုရဟန်းဘာနဲ့တင့်တော်လို့ဆိုမတင့်တော်ဘူးဒါပေမဲ့ဆဲတာဆိုတာပါရာဇီကကြာပြီးရဟန်းဘောကရှော့ကြသွားတာမဟုတ်ဘူးဆဲတယ်ဆိုတာကဆရာတော်ကြီးဆရာတော်ကြီးဆဲတယ်ဆိုတာဟုတ်ပြီဆဲတယ်ဆဲတယ်ဆိုတာဟာအာဘတ်တော့တင်တယ်အဲ့အာဘတ်ကအာဘတ်ဖြီလို့ရှိရင်ဖြစ်မြင်တိုင်းယဟန်ဖြစ်ဆဲပဲ အဖြစ်ယဟန်ဖြစ်နေဘူးသူရဲ့တခြားတိလာတွေယဟန်တိလာတွေအများကြီးရှိရလို့ကြောင့်မလို့ယဟန်ကိုစော်ကားလို့ရှိရင်ယဟန်ကိုစော်ကားတဲ့အကုတ္တုဒုစရကခံစားရမှာပဲ။အော်ပြောနေလို့ဆရာတို့ရဲ့ဆဲရဆိုသူတို့တွေကရောဗာလဲမဆဲဘဲနဲ့နေကြတာလား။အခုပြောနေတဲ့သူတွေကဆရာတို့ရဟုတ်ပြီဆဲတယ်ဆိုတဲ့အရာကိုတကူချိုးသွားလို့ရှိရင်တော့ဆရာတို့ဟာဆဲပါတိလာမှာကိုးပါတိလာထပ်လုံးသေးတယ်။ဒါပါတော့ဆဲတယ်ဆိုတာမူတာဝါဒထဲမှာထည့်တယ်ဆိုရင်တော့ ဆယ်ပါးမှာ၉ပါးလုံပြီးတယ်။တဘာမှမလုံတဲ့သူတွေကဝေဖန်တာတော့မလုံလုံးလား။ဟွန်း။ငါးပါးသီလမှာတဘာမှမလုံတဲ့သူတွေကနော်။ပါဏာတိပါတာတက်သူများဟာနော်။အားရင်းကမခိုးဆိုလို့ရှိရင်လေသူများလူထဲထားတဲ့အလူငွေတွေထဲတုံးကျင်တိုင်းတုံးနေကြတာ။မို့သာဝါဒလေရင်တိုင်းလေနေကြတာ။လက်ကိုချိုးဖြစ်အောင်ပြောနေကြတာ။နော်သူရမီရိုက်ကပြောမယ်ဆိုရင်ဘုံဆိုင်မာကြီးပဲအဲ့ဒီဘက်ကလူတွေအကုန်လုံး ဆေးပြားတွေဒါတွေတုံးဆဲပြီးတော့တန်ဃာတော်တွေစော်ကားနေတာကဲပြောမယ်ဆိုလို့ရှင်တော့ကိုကဝေဖန်မယ်ဆိုရင်ဆရာတော်ထက်ဆရာတော်တွေထက်ကွာတီလာဘယ်လောက်ရှိလဲဘာမှအကျင့်တီလာမရှိပဲနဲ့ဆရာတော်တွေဝေဖန်ဖိဗန်လာတော့တော်တော်အားကြီးတာပေါ့အဲ့တော့ဆရာတော် ကအမျိုးသားရေးဆရာတော်ဖြစ်တယ်ဒီလိုကြောင့်မလို့ तू ကဒီရန်ရန်ဟီလီကိုသူဆဲခဲ့တယ်ဆွေဝင်းနဲ့ထိတ်တိုက်တွေ့ခဲ့တယ်ဒီဆရာတော်နဲ့ ဆွေဝင်းနဲ့ထိတဲ့တွေ့ခဲ့တယ်တရားတပောင်ကြီးပါရင်ဆိုင်ခဲ့ရတာပေါ့နော်အဲ့ခေအဲ့ခါဆွေဝင်းကတော့အားသာခဲ့တာပေါ့အဲ့တော့ပြောချင်တာကမြန်မာအမျိုးသားတရက်လုံးကိုကျိုးနေသွားမဲ့ကိစ္စကိုဥတည်နေတယ်ဆိုတော့သိစေချင်တယ်မြန်မာနိုင်ငံကိုဖြိုမယ်ဆိုလို့ရှိရင်တက်ကိုဖြိုရမယ်နောက်ပြီးလို့ရှိရင်တန်ခါကိုဖြိုရမယ်ဘာလို့ဆိုတော့တန်ခါ institution ပြိုရင်မြန်မာနိုင်ငံပြိုတယ် ဲ့တော့တီတကူဆရာတော်နဲ့တကွပါချုပ်ဆရာတော်စော်ကားမှုတာပဲเนาะတခြားဆရာတော်ကြီးဆရာတော်ကြီးတို့မစော်ကားမှုတဲ့ဆရာတော်ရှိလို့ရှင်ထုတ်ပြပါတော်တော်ရှားတယ်တော်တော်ရှားတယ်ဟိုးဘယ်တော့ကဘာမှမသိတဲ့ဘုန်းကြီးတွေကပြောမနေနဲ့တော့ဒီလိုမျိုးအဲအရေးခင်းနေဖြစ်သွားတဲ့အခါကျတော့မှ ကျွန်တော်ထိမနေတော့ဘူးเนาะကျွန်တော်ပြောတော့မယ်ဒီလိုမျိုးနိုင်ငံရေးဖြစ်လာတဲ့ခါကျတော့မှာဟိုဟိုသူတက်ဒီသူတက်เนี่ยဖြစ်တဲ့ဖုံးကြီးနာမည်ကြီးလာဖုံးကြီးကြတော့ဖုံးကြီးစင်းမသွင်းဘူးလူတက်ဖို့လှုံ့ဆော်တယ်ဆိုကြတယ်အဖုံးကြီးကိုမဟုတ်တော့ဘူးမှတ်ထားလူတက်ဖို့လှုံ့ဆော်တယ်ဆိုကြတယ်အဲ့ဒါဖုံးကြီးမဟုတ်တော့ဘူးပါပါနာတိပါတာတက်ဖို့စေခိုင်းတာတက်တာကိုအားပေးတာနောက်ဆုံးတက်တာကိုဝမ်းသာရင်တော့မှာပဲအဲ့ဒါပါရာစီကကြတယ်ရဟန်းမဟုတ်တော့ဘူးအဲ့တော့ဟိုဘက်ကမင်းတုံညာတို့เนาะ နောက်ပြီးတော့ live တွေလွှင့်နေတဲ့ဘုန်းကြီးတပါးရှိသေးတယ်။ဘုန်းကြီးမဟုတ်တော့ဘူး။လူတက်တာကိုအားပေးရင်ဘုန်းကြီးမဟုတ်တော့ဘူး။ဒါပေမဲ့တခုရှိရနော်။ကျွန်တော်တို့ဒီဘက်ဟိုဘက်တော့ကျွန်တော်မပြောချင်ဘူး။ကျွန်တော်တို့ဗုဒ္ဓဘာသာမစော်ကားတဲ့အဖွဲ့ပေါ့ကျွန်တော်တို့ကမင်းတို့ဘယ်ဘက်ကအဖွဲ့ဆိုဘုန်းကြီးကိုမဆဲတဲ့အဖွဲ့။တန်ဃာတော်မစော်ကားတဲ့အဖွဲ့။ဆရာမတွေမတက်တဲ့အဖွဲ့ကကျွန်တော်တို့နေတာ။ဟိုဘက်အဖွဲ့ကပါလဲဆိုတန်ဃာတော်ကိုစော်ကားတယ်။နောက်ပြီးလို့ရှိရင်ဘုန်းကြီးတွေကိုတက်တယ်။ ောက်ပြီးလို့ရှိရင်ဆီယာမားတွေတတ်တယ်အဲ့သူအဲ့ဖွဲကနော်အစိုးရဝန်ထမ်းတွေလိုက်တတ်တယ်မိမိတတ်မှန်းမသိ PSM မှန်းမသိအကုန်တတ်တယ်အဲ့ကျွန်တော်ကကျွန်တော်ကလူမတတ်တဲ့အဖွဲကသူတို့ကလူတတ်တဲ့အဖွဲအလူတတ်တဲ့အဖွဲအားပေးနေရယ်လူတတ်တာကိုထောက်ခံနေဗျောင်းတတ်ခိုင်းနေတယ်ဆိုရယ်ဘုန်းကြီးရယ် live တွေမှာတတ်တယ်တောက်ထောက်ခိုင်းနေအများကြီးရှိတယ်တင်ငန်းဆွတ်ချုပ်ပလိုက်လို့ရတယ်လူတတ်ခိုင်းတာကိုတချောင်းတက်လီတပိုက်ကလေးလူတတ်တာကိုအားပေးတာရှိရရှိတာတွေ့ရတဲ့နေရာမှာ တင်ငယ်ဆွဲချုပ်လို့ရတယ်အဲ့နားလေတာလူတတ်တာကိုဘယ်ကိုတော့မဆိုတော့အားပေးတဲ့စကလုံးတစ်လုံးထွက်လာလို့ရှိရင်အဲ့ကိုတော့တင်ငယ်ဆွဲချုပ်လိုက်လို့ရတယ်ခြေတုံးကဇလန်းနေနော်တုတ်တန်ဒေသနာတော်ကြီးဟောကြားနေရင်ပါတာပြဿနာမဟုတ်ဘူးကိုကိုတိုင်းစိတ်ပါလက်ပါ လူတက်ဖို့လှုံ့ဆော်တိုက်တွန်းတာဟာပါရာစီကပထမပါရာစီကအပြင်းထန်ဆုံးပါရာစီကယဟန်ဘဝနဲ့ရှော့ကြနိုင်တဲ့ပါရာစီကအဲ့တော့လူတက်ဖို့လှုံ့ဆော်နေတဲ့လူတွေဒါစစ်ကောင်စီနဲ့ပေါင်းနေလို့တက်ပြရမှာပဲအဲ့ဒါဘုံကြီးလို့မဟုတ်ဘူးလူတက်ဖို့ပြောတာလို့ဒလန်ရှင်းလင်းရေးလို့အဘုံကြီးလို့မဟုတ်ဘူးလားတန်ခါလို့မဟုတ်ဘူးလားတန်ခါဆိုတာက ကိုယ်လာရိုက်တဲ့သူတွေဆိုရင်တော့ပြန်မရိုက်ဖို့ခွင့်လို့ဖို့တီးခံဖို့ဟောအောင်တန်ငါဆိုတာတန်ငါလို့တန်ငါလို့ပေါ့စစ်သားလို့စစ်သားလို့ပေါ့အေးအဲ့လိုမဟုတ်ဘဲနဲ့ခုလိုမျိုးဟာဒလန်ရှင်းလင်းရေးမှာလို့နော်အစစ်ကောင်စီမို့လို့တတဟာဖြတ်ဟာလို့ပြောနေအဲ့ဒါဖုံးကြီးကိုမဟုတ်တော့အဲ့ကျွန်တော်ဖုံးကြီးမဟုတ်တဲ့သူတွေကပြန်မပြောဘူးနော်ဒါတော့မှပဲကျွန်တော်တို့ဒီနေ့ဒီချိန်ထိຫນွေဦးတော်လည်းရေးဆရာတော့ပဲဖြစ်ဖြစ်နော် မင်းတုံညာပဲဖြစ်ဖြစ်နော်ဆရာတော့တောပြီးတာပဲဖြစ်ဖြစ်ဒီနေ့ဒီချိန်ကျွန်တော်မဆဲဘူးဗျနေဦးတလိုင်းဆရာတော့ဆိုလို့ရှိရင်လည်း तू ကိုရီးနဲ့ပတ်သက်တဲ့အကြောင်းတရားတွေ तू ပြောခဲ့တယ်ကျွန်တော်အောက်မှာအရင်ကြီးကြီးလေးပဲဆရာတော့ messenger မှာသွားစကားပြောတယ်ဆရာတော့ကောင်းကောင်းပြောတယ် तू လည်းကျွန်တော်ကောင်းကောင်းပြန်ပြောတယ်နေဦးတလိုင်းဆရာတော့ကျွန်တော်စကားပြောဘူးကောင်းကောင်းပြန်ပြောတယ်တန်ခါကိုကျွန်တော်အဲ့လိုယူတည်တာ ကိုကိုနဲ့ခံယူချက်ရှိမတူရင်တောင်မှပဲတန်ခါကိုတန်ခါဒီလိုမျိုးဝစ်စုံကြီးဝစ်နေတဲ့အတွက်ကြောင့်မို့လို့တန်ခါကိုယူတည်တယ်။သွားမစဲရောအောက်ကဒီလိုမျိုးပဲဒီဘက်ကပုံကူတွေတော်တော်များများလည်းအဲ့ဒီလိုမျိုး live ဒီအောက်မှာသွားဆဲတာတွေ့ဘူးလားမြင်ဘူးလားဒီဘက်မှာရှိတဲ့ကဲလူတွေသွားမစဲဘူးကိုနဲ့အမြင်မတူရင်တောင်သွားမစဲဘူးထားပါတော့ကျွန်တော်ကျွန်တော်တို့ဆိုလို့ရှိရင်ထားပါတော့တီတူကူဆရာတော်ဦး ဆွေဝင်းတို့လိုမျိုးလူကောင်မျိုးတွေကဆဲတယ်ဆိုလို့ရှင်ဆွေဝင်းတို့လိုကောင်မျိုးတွေကပြောတယ်နောက်ပြီးတော့ဒီနိုင်ငံခြားထပ်ပြီးသွားတဲ့တရုတ်ဆောင်တဲ့ဒါရိုက်တာတွေကမမှန်ရင်ရင်ဆဲဆိုနေတယ်ဒါပေမဲ့ဒီနေ့ဒီချိန်ဒီကျွန်တော်တို့ကိုယ်နဲ့အမြင်မတူတဲ့လူကိုယ်နဲ့အမြင်မတူတဲ့တန်ခါတော်တပားပေါ်မှာမဆဲဘူးဒီနေ့ဒီချိန်ဒီကျွန်တော်တကယ်မဆဲတာမဟုတ်ဘူးနော်ကြည့်ရတယ်ဒီဘက်မှာ live နဲ့ကြော်မျိုးမင်းတို့နော်ပြည်ပမီဒီယာတို့တကယ်တကယ်သတင်းအစ်စ်ကိုလွှင့်လွှင့်နေတဲ့သူတွေ တို့ထောင်မကြိုက်ဘူးနော်ဒီဆရာတော်တွေလိုက်ဖွင့်နေတဲ့ပုံစံမျိုးတွေပြောနေပုံစံမျိုးမကြိုက်ဘူးနော်ဒါပေမဲ့သွားမစဲဘူးဝေလဲမဝေပြန်အောင်သွားပြီးပြင်းပြင်းထန်ထန်ပေါ့ပြင်းပြင်းထန်ထန်မဝေပြန်အောင်ဒါပေမဲ့တခုတော့ရှိရလူသက်တော်အားပြလို့ရှိရင်တော့တန်ခါမဟုတ်ဘူးတန်ခါတော့မဟုတ်တာအဲ့ဒါကအများအမြင်သူ့အမြင်နဲ့မကြည့်နဲ့ကိုကိုနိုင်ကတိဖို့ကောင်းတယ်တော့တိတခုဆရာတော်တပါးတည်းမဟုတ်ဘူးလေအပြောခံတာအများကြီးပဲဖုံးခုဆိုလို့ရှိရင် ဝဝမြင်ကြိုက်ဖို့ကြီးဖြစ်နေတယ်သူတို့ဖြစ်နေပြီငရဲခွေးတွေဖြစ်နေပြီတင်ငန်းရောင်ဝဝမြင်လို့ရှိရင်ကြိုက်ဖို့ကြီးဖြစ်နေတယ်အဲ့တော့ဘာလဲဆိုတော့အဲ့ဒါဟာကျွန်တော်ထင်ရတာ2013ကနေပြီးတော့စတင်ခဲ့တဲ့ပြိပခါတွေပေါ်မှာအညိုတေးတွေရှိခဲ့ကြတယ်နော်သူတို့တွေကတော့အလုပ်ကိုပုံမှန်လုပ်နေတယ်မြန်မာတွေကတော့မြက်ကလေးတွေအေးအေးဆေးဆားနဲ့တိုးလေးလိုမျိုးပဲဝင်းဘလူတွေချောင်းတာမသိဘူးသူတို့တွေကမီဒီယာအင်အားဝါးရားဖြစ်နေအင်အားတွေနဲ့မြန်မာနိုင်ငံနဲ့ တန်ကာနဲ့လူလူကြားတက်မတော်နဲ့လူလူကြားရဲ့မှာသွေးခွဲဖို့ဒါတို့ကလုပ်နေကြတာအဲ့လိုပြောလို့ရှိရင်လည်းကျွန်တော်စစ်တပ်ဘက်ကပြောရဖြစ်အောင်အခုကြတော့စစ်ဖက်အရက်ဖက်ဆက်ဆံရေးပြိုလဲသွားတယ်အခုတန်ကာတော်နဲ့ပြည်သူလူအများစုနဲ့ကြားရမှာပြိုလဲအောင်လုပ်တယ်အဲ့လိုနှစ်ခုကင်းကွာသွားပြီဆိုလို့ရှိရင်မြန်မာနိုင်ငံမှာကျွန်တော်စစ်တပ်ကြဆုံးသွားတာကျွန်တော်အဲ့လိုမစိုးရင်တန်ကာတော်လေးနဲ့ပြည်သူလူလူနဲ့တဖြည်းဖြည်းနဲ့ကင်းကွာလာပြီးတော့ဒီလိုမထေကြီးတွေကို ဒီလိုစော်ကားလာတယ်ဆိုတာတော့အာဒါကျွန်တော်တော်တော်စိုးရိမ်စရာကောင်းတဲ့အချိန်ရောက်သွားပြီဒါပေမဲ့တခုတော့ရှိတယ်သာသနာတော်မှာဆိုတော့ဖုံးကံဆိုတာရှိတယ်သာသနာတော်မှာဆိုတော့ဖုံးကံဆိုတာရှိတယ်ကိုလိုနီခေတ်ကတော့မှာပဲတခါမှစော်ကားမခံခဲ့ရတဲ့ဒါဗုဒ္ဓဘာသာဒီလောက်ထိကိုလိုနီခေတ်မှာတော့ဒီလောက်ထိစော်ကားမခံခဲ့ရဘူးဂျပန်ခေတ်မှာလည်းစော်ကားမခံခဲ့ရဘူး ဘယ်ခေတ်ကာလကမှမတူတဲ့စော်ကားမှုမျိုးပေါင်းများစွာနဲ့ဒီနေ့ဒီချိန်မှာစော်ကားခံနေရတယ်ဆိုတော့ကျွန်တော်နားလည်ဖို့အသင့်တယ်။တန်ကာဆိုတာကျွန်တော်တမျက်တည်းလို့အရေးတောင်မနှင်းပါနဲ့လို့ကျွန်တော်သင်ကြားခံရတဲ့တန်ကာကိုခုကငါနဲ့ကင်ထုတ်တဲ့အဆင်အောင်မဟုတ်တော့ဘူးကို့အင်ကာနဲ့ပါနှိုင်းပြီးတော့ဆဲတဲ့အဆင်အောင်ရောက်သွားပြီ။တီတကူဆရာတော်မြန်မာနိုင်ငံအကျိုးစီးပွားပျက်စီးအောင်မလုပ်ခဲ့ဘူးလေ။ စစ်တပ်နဲ့ပေါင်းတယ်မြတ်စွာဘုရားအစံရတဲ့နဲ့ပေါင်းတယ်လို့ပြောလို့ရလားမြတ်စွာဘုရားရဲ့တရားကြီးဖြစ်တဲ့ဘိမသာရမင်းကိုခြေဘွားဓာခွဲပြီးတော့အာနာသိမ့်ခဲ့တာသူ့ရဲ့သားရင်စားအစံရတဲ့အဲ့ဒီအစံရတဲ့ပဲနောက်ဆုံးမြတ်စွာဘုရားစီမှာဥပဒကခံယူသွားပြီးမြတ်စွာဘုရားကိုပစ္စည်းလေးပါတက်ခါဖြစ်ပြီးပုပ်ကိုဆွဲပြီးကြည်ညိုတဲ့နေရာမှာအေးတရရခဲ့တာအစရတဲ့အဲ့ဒီအစရတဲ့နဲ့ပေါင်းတဲ့ဘုရားကို မားတို့ကပါလေအာနာရှင်နဲ့ပေါင်းတဲ့ဖရာဒါမှမဟုတ်လို့ရှိရင်အအဖေကိုတက်တဲ့အဖတ်တက်ဘယင်နဲ့ပေါင်းတဲ့ဖရာလို့ခမားတို့ကဆွဆွဲမှလားဖရာဆိုတာမျက်စပလုံးတစ်ချောင်းမြင်တာမဟုတ်ဘူးတဆုံးမြင်တာမှန်တယ်သူဒီအဖေကိုတက်ပြီးအာနာသိမ့်လိုက်တာမှန်တယ်ဒါပေမဲ့နောင်တရသွားတဲ့တနေ့မှာတော့သာသနာတော်ကိုသူ့ထက်ကိုချင်းမြောက်ခဲ့တဲ့သူမရှိဘူးပထမတန်ခါရင်တာတင်တာ သူ့ကြောင့်တင်နိုင်ခဲ့တာအာဇာရတဲ့ကြောင့်ပထမတန်ခါရင်ကတင်နိုင်ခဲ့တာအာဇာရတဲ့ကြောင့်တန်ခါတော်တွေကိုတိုက်ဖြတ်နှိပ်စက်ပြီးမြတ်စွာဘုရားကိုအချက်တကွအကျိုးနဲ့ဖြစ်အောင်လုပ်တဲ့ဒိဋ္ဌိတွေကိုနှိမ်နင်းနိုင်ခဲ့တာမြတ်စွာဘုရားအာဇာရတဲ့တယောက်ထဲနဲ့ငမ်းတကာကြီးကိုတတ်တာကွာဆိုပြီးရံဖြစ်လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုရင်အဲ့ခါကျဗုဒ္ဓဘယင်းနဲ့ရံဖြစ်ပြီးတော့ပဲပြီးသွားမှာအဲ့တော့တိတိကျကျဆရာတော်က ေါ်အောင်ဆန်းစုကြည်နဲ့ယံဖြစ်ဖို့လာတာလည်းမဟုတ်ဘူးမင်းအောင်နိုင်နဲ့ယံဖြစ်ဖို့လာတာလည်းမဟုတ်ဘူးသူဒီတာသနာပြုပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေကိုလိန်မအောင်ယဉ်ကျေးအောင်ဆုံးပါမယ်ဒီ institution ကိုသူမရှိတော့တဲ့နှစ်ပေါင်းများစွာတည်တတ်အောင်သူ့ရဲ့နောက်ဆုံးအချိန်မှာဆောင်ရွက်မယ်အတက်တဲ့သူလက်ရှိမတိုင်းပြီးအုပ်ချုပ်နေသူနဲ့သူအဆင်ပြေအောင်သူနေသွားမှာပဲဒါမှသလားအသက်88 86နှစ်ကြီးပဲပြောမယ်ဆိုရင်အဖိုးအရွယ်တယောက်စီကနေခင်ဗျားတို့ဘာလို့ချင်းနေတာလဲ ခင်ဗျားတို့အဖိုးတွေအဖေတွေအမေတွေရှိနေအိမ်မှာ80 80ဆိုလို့ရှိရင်ခင်ဗျားတို့အဲ့ရဘောကလဲနေပြီ80 80ဆိုရင်ခင်ဗျားတို့အဖွားတွေအဖိုးတွေအဲ့ရဘောကလဲနေပြီလမ်းအောင်ရှောက်နေအောင်ပေါ့86နေရဘာလို့လမ်းလျှောက်သွားလာနိုင်တာလဲဆိုတော့ခင်ဗျားတို့ပြန်စဉ်းစားအဲ့ဒါတီလာရဲ့တကူပဲတမာရီရဲ့တကူပဲပညာရဲ့တကူပဲခင်ဗျားတကူဆိုတော့ခင်ဗျားတို့မြေရှိုးမိုးပြန်မှတကူလို့မထင်နဲ့ ခဏဒီလိုဆရာတော်ကြီးကိုစော်ကားတယ်ဆိုဆရာတော်ကြီးအလုံးလည်းမရဘူးအရက်လည်းမရဘူးဆရာတော်ကြီးကျိုးပန်းအားထုတ်ခဲ့တာမျက်စိစေးုံနေဆိုလက်ညှိုးထိုးမလွယ်ဘူးမျက်စိစေးကုပဲကတိတ်နဲ့ချီတယ်ရေလူခဲ့တာဟာထားပါနာဂစ်ပုံထဲမှာလူခဲ့တာတွေကိုဗစ်မှာလူခဲ့တာတွေခင်ဗျားတို့အဲ့ဒီရဲ့ဒစိမ့်ဒစိမ့်သားအောင်လူဘူးလားလူတွေလူတာကိုစားပြီးတော့ခင်ဗျားတို့လူခင်ဗျားတို့လူတာလားခင်ဗျားတို့ကက်ခဲ့တာလားဆုံးอ่ะခုဆွေဝင်းတို့เนาะခုနိုင်ငံခြားတွားနေတဲ့ကိုပေါ့တို့မင်းမောင်ဘုန်းတို့ တခဏလူခဲ့တာလားဒီဆုံးနေရောခမဆုံးဘယ်နှဘယ်နှဆုံးကတ်ခဲ့ဘူးလဲဖုန်ကြီးဝတ်တယ်တော်ပြီတက်တွေးနေတဲ့ဓပုံနေပါရိုက်တယ်အဲ့ဘသူတွေလဲတာဘသူတွေလုတ်ခဲ့တာလဲဖုန်ကြီးကြောင်းသွားတယ်ဖုန်ကြီးဝတ်တယ်ဒုံလက်ပတ်ဝတ်တယ်တက်တွေးနေတဲ့ဓပုံနေရိုက်တယ်ဘာမှယဟန်တီလာလည်းနားမလဲဘူးယဟန်ဝီနီလည်းနားမလဲပဲနဲ့ခင်ဗျားတို့တာသနာတော်ခင်ဗျားတို့စော်ကားခဲ့တာပဲဒါနဲ့ကျုပ်တို့ကနားလဲတယ်အော်သူတို့ ကျုပ်တို့ကနားလေအော်ဒါမင်းသားကြီးပဲဒုံလည်းပဲခဏဝက်တာပဲမသိလို့လို့တာပဲကျုပ်တို့ကနားလည်းပေးနေတယ်ခင်ဗျားတို့ကဒီ86နှစ်ကြီးပဲတန်ငါတော့တန်ငါအိုကြီးတပါ့ကိုခင်ဗျားတို့နားလည်းမပေးနိုင်ဘူးပေါ့ဘာကြီးမျောလိုက်နေလဲကတောင်းချက်ပြီးစစ်တိုက်စစ်ကောင်စီကိုဒူးနဲ့တိုက်ရမှာလားပြောဟမ်တီလူစီကတော့ကတောင်းချက်ပြီးတော့စစ်ကောင်စီဒူးနဲ့တိုက်ပြရမှာလားပြော